အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Dolphin မှာအခုဖက်ပြမှာကတော့ဆိုင်းဆာရွှေဦးတော်ရေးသားထားတဲ့ပုံနှန်းရေးသားအင်ဂျင်နဲ့ပတ်သက်သောအမှုဆိုတဲ့ဥဆန်ရှာဝတ္ထုတို့ဇာတ်သိမ်းပိုင်းကိုဖက်ပြမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ပြကြပါပုံနှန်းရေးသားအင်ဂျင်နဲ့ပတ်သက်သောအမှုဇာတ်သိမ်းပိုင်းဥဆန်ရှာကဤကဲ့သို့ပြောပြသည့်အခါ ကျွန်တော်စိတ်ထဲတွင်အဖြစ်အပျက်များသည့်ကွင်းကွင်းကွက်ကွက်ရှင်းထွက်လာ၏ကျွန်တော်ကိုယ်တိုင်အဖက်ဆောင်ဤကဲ့သို့မစင်စားမိပဲရှိရလေသည်နည်းဟူ၍ပင်ထုံးစံအတိုင်းအံ့ဩမိလေ၏ကျွန်တော်ကဒါဖြင့်ဟိုတယောက်ကဘာကြောင့်ပြန်လာရတာလဲဗျဥဆန်ရှာကတိုက်ကြိုက်ထွက်သွားမိလို့အရေးကြီးတဲ့ပစ္စည်းတစ်ခုကိုချမ်းရင်ခဲ့တဲ့အတွက်စွန့်စားပြီးပြန်လာတယ်လို့ဆိုမှာပေါ့ဗျာနောက်တစ်ချက်ကတော့ဗျာနောက်တစ်ချက်ကတော့ဥထုံးကျော်ရတဲ့စာအကြောင်းကိုစဉ်းစားရုံပဲရှိတာပဲဒီစာရပုံထောက်ခြင်းအပြင် ဦးထွန်းကျော်နဲ့ဟိုတစ်ဖက်ကလူစုနဲ့အဆက်အသွယ်ပြုကြရမှာဟိုဘက်လူစုထဲမှာဦးထွန်းကျော်ရဲ့တရှုရှိဟန်တူလေဒါကြောင့်မို့လို့အချက်ပေးလိုက်ဟန်တူရဲ့သို့တော့ဟိုဘက်ကလူစုဆိုတာဘယ်မှာလဲတဲ့ကျုပ်ပြောမှုတဲ့အတိုင်းသုံးတက်တိုက်ကြီးတိုက်မှာဖြစ်ရမှာပဲတိုက်ကြီးမြို့မှာသုံးတက်လေးတက်ရှိတဲ့တိုက်ရဲလို့ရှိမထင်ပါဘူးဗျသုံးတက်တောင်ခက်နေနေရှိတာပဲကျုပ်တော့ဖြင့် ခက်နေနေရှိတာပဲ၄တက်၅တက်ရှိတဲ့တိုက်ရဲလို့ရှိမှမထင်ပါဘူးယာကျုပ်တို့ဖြင့်ဒီမျိုးရောက်ကလေးကဒီတိုက်တွေမှာနေတဲ့လူတွေအကြောင်းကိုမနစ်မနာကျူးစားပြီးထောက်လန်းနေတာပဲဟိုတိတနစ်ကလေးကရထားတဲ့ခြေနှင်းထဲမှာပါတဲ့တိုက်ကြီးတွေအနဲ့ဈေးအနောက်ဘက်ကဥပါဘူးရဲ့တိုက်မာနေတဲ့လူစုကိုအထူးမတင်ကဘူးဗျဒီတိုက်ကနမရီဖိုင်နဲ့ဗျဘုံနှဲရိတ်တာတဲ့အဲ့ဒီတိုက်မှာငားနေတဲ့ပုံကိုကရှမ်းလူလူတရုတ်လူလူနဲ့ အတော်ထိတ်တန့်ကြတဲ့အနေအထိုင်မျိုးရှိနေတဲ့လူကြီးတယောက်ပြနာမည်ကဥပဟိန်နဲ့ခက်ဆန်းစေပဲချုပ်ကကိစ္စတခုနဲ့ရိုးမယ်ဖွဲ့ပြီးတွားတွေ့တယ်တတော်တကိုးရှိတဲ့မျက်လုံးမျိုးပြမျက်တွင်းနှစ်နှစ်နဲ့ဟိုးခလောက်ထဲကနေကြည့်တဲ့မျက်လုံးမျိုးပဲကြည့်လိုက်ရင်စိတ်ကနေတန်းကနေနေတာပဲဗျလူကလည်းလူပါကြီးပဲ ကျုပ်ကမြင်ချင်းသူမတင်ကဘူးယအသက်50နီးပါးလောက်ရှိလို့စပင်းနဲ့နဲ့ဖြူစာပြုတ်ပင်မဲ့လို့သူ့ရဲ့ဖြက်လန့်ပုံတောင့်တင်းမှုန်ကြည့်ရတာ40ကျော်ပလေးလောက်ထင်ရတယ်ပြီးတော့တခုထူးခြားရှိသေးတယ်သူကလူချမ်းလူထက်လူရဲတယောက်ပဲထူးခြားတဲ့အချက်ကတော့ခန့်လိုက်တယ်လူဗျာကိုသိမ့်မောင်နေဘာပြောစရာရှိမလဲသူ့ကိုသူစပူဒီပါမာနကလည်းအလွန်ကြီးဗျထန်လိုက်တာလေလုံးလို့ကျုပ်မို့လို့သာပဲတော်တော်လူဆိုရင်ဖြင့် သူငေါက်ထုတ်တာနဲ့ဒူးတုံမီစင်းပြေးကြရမှာအိတ်ကံပဲသူ့နားမှာမြဲနေတဲ့ဥပန်းဖူးဆိုတဲ့လူကြီးတယောက်ရှိနှုတ်ချိုချိုနဲ့စကားပြောကောင်းပြအင်မတန်လဲလဲပတ်တယ်ဘလို့တော်တယ်လဲတော့မဆူနိုင်ဘူးဥပဟင်းကထန်းလေးသမျှဒီလူကြီးကလိုက်လိုက်ပြီးဖြေပေါ်ရတယ်ဘာလောက်ကိုင်းနဲ့ဘလို့စားတောင်းနေကြလဲမဆူနိုင်ဘူးတိုက်ကြီးတလုံးကို150နဲ့၅ပြီသူ့တပည့်တပန်းနေနဲ့နေကြတာပဲဒီမျိုးရောက်လာတာအိတ်မကြသေးပါဘူးတလားကြော်ကြော်လောက်ပဲရှိသေးတယ်လေ တကယ်မင်းဆိုးရစာအင်ဂျင်မျိုးချနေတာပဲဗျာအိမ်တော်မှုပစ္စည်းတော့တိတ်မများလာဘူးတို့တော့တိုင်းတိုင်းဝုန်းဝုန်းနဲ့နေပုံထိုင်မှုကတော့တဲခန့်တာပဲဗျာကျုပ်စုံစမ်းလို့သိရသလောက်တော့နန္ဒဝန်အိမ်မှာဥထွန်းကျော်ရောက်တာနဲ့ဘုံနှန်းရိပ်မြုံမှာဥပဟိန်းတို့ရောက်တာတိတ်မကွာလာဘူးဗျာမရှိမလောင်းလို့နေရပဲဒီတော့ဥထွန်းကျော်နဲ့ဥပဟိန်းဟာတနည်းနည်းနဲ့အဆက်ရှိတယ်လို့ချုပ်ယူစားတယ် သူဒီတိုင်းမှရင်တော့ထင်လောက်ပါရဲ့ဥဆန်ရှာရပြီးတော့ဥပဟိမ်မှာ73နှစ်သမီးလေးကလေးတယောက်ဆက်တန်နဲ့သမီးကလေးတယောက်ရှိတယ်ဗျပတ်စံတတ်နိုင်တဲ့လူမျိုးလူမင်းကလေးတွေကိုကြောင်းမထားပဲဆံမတယောက်ငါပြီးအိမ်မားပဲအင်္ဂလိပ်စာရောမြန်မာစာရောသင်ပေးစီတယ်ဗျဆံမနာမည်ကမနန်းစိန်နဲ့အသက်40လောက်ရှိပြီပြီးတော့လူယုံတော်လုပ်ထားတဲ့တပည့်တယောက်လည်းရှိသေးတယ် ဥပဟင်းဆိုတဲ့လူကဘလို့လူစားတဲ့ကလည်းတော့ဘသူမှအမှန်မပြောနိုင်ဘူးသို့တော့အယောင်အဝယ်အလုတ်ကိုင်းရဲ့လို့မပြနိုင်ပဲဟန်တလုံးပန်တလုံးနဲ့နေနိုင်တာကတော့အမှန်ပဲဗျအထက်ပြီးအောက်ပြီးလက်သွားနေတယ်လို့လည်းပြောကြရင်ဘာအရာရှိမှလည်းမသိဘူးအင်္ဂလိပ်တရှုလို့လည်းပြောကြတယ်ဗျအိမ်တော်မူပရိဘောကတွေကလည်းခီးဆောင်ပစ္စည်းမျိုးကြီးပဲဗျခုနကပြောသလိုလူစုအပြင်ဒိုလီမိုလီခိုင်းစရာယောက်ျားမင်းမတွေကလည်းပြည့်နေတာပဲ၄၅၆ယောက်ထက်တော့နည်းမယ်မထင်ဘူး ိမ်နာချင်းများကမြင်ရပုံတော့ဘာလို့မှလည်းမလုပ်တပြုံးပြုံးနဲ့ချက်ပြုတ်စားတောက်နေချနေကြတာဘဲတဲ့ဗျာစော်ဖွားလူထွက်များလားဦးဆန်ရှာမပြောတတ်ဘူးလေဖြစ်တော့ဖြစ်နိုင်တာပဲမနန်းစင်ကတော့ရှမ်းမြတ်နံမဲ့ဖြစ်နိုင်ရဲ့တမီးကလေးတွေကတော့ဗမာမျက်နှာပေါက်ကလေးတွေပါဗျာတီချောင်းတွေကိုခင်ဗျားဘယ်လိုလုပ်သိတာလဲဦးဆန်ရှာအာကိုရိုင်းစံစမ်းတာရောအိမ်နီးနားပါးချင်းတွေပြောတာရောအထူးသဖြင့် ဥပဟင်းစီမှာလှုပ်ဘူးတဲ့ကားဒရိုက်ပါဘာကျူစီကသိရတာပေါ့ဗျာဘာကျူဆိုတဲ့ကောင်ကအရက်ကလေးနည်းနည်းမူပြီးသူ့ဆရာရဲ့ကားကြီးခိုးထုတ်စီးပြီလို့ဥပဟင်းသိတာနဲ့ထုတ်ပြလိုက်ဆိုပဲဗျကျုပ်ကဒီကောင်ကိုတွေ့အောင်ရှာပြီးလက်ဖက်ရေတိုက်အရက်တိုက်နဲ့အေးအောက်ပြီးမေးလိုက်တာသူသိတဲ့လောက်တော့ကျုပ်အားလုံးသိရတာပဲဒါပေမဲ့ဒီကောင်ကဒီမြုပ်ရောက်မှာအလုပ်ဝင်ရတဲ့အကောင်ဖြစ်နေတော့ရှေးအောင်နောင်ဖြစ်နေတော့မသိလောက်ဘူးဗျာသို့တော့ဥပဟိန်အိမ်မှာရှိနေတဲ့အစီကနေထဲမှာလည်း ဥပဟိန်နဲ့မတက်တဲ့လူဘာဂျူနဲ့အပေါင်းအကြောင်းအပေါင်းတဲ့နယ်တွေရှိသေးတယ်ဗျအဲ့လိုလူများစီကသူတို့အိမ်သူအိမ်သားတွေအကြောင်းကိုတော့ချုပ်သိရတာပေါ့တိတ်ကံကောင်းတဲ့လူဗျကံတသက်မဟုတ်ဘူးဆရာကြီးရဲ့ဘာဂျူကဒီလိုဒီလိုဖြစ်တယ်လို့ကြားလို့ကျုပ်ကသူလိုက်ရှာပြီးစုံစမ်းတာခမားကြီးရဲ့ဘာဂျူကကျုပ်စီလာပြောတာမဟုတ်ဘူးဗျဒါအထက်ဥပဟိန်တို့အိမ်သားတွေနေချဘူးကတိတ်ဆန်းနေဗျနည်းနည်းဆန်းတာမဟုတ်ဘူးသုံးသက်တိုင်ရှိတဲ့အနေအပေါ်ဆုံးတိုင်မှာဥပဟိန်ရဲ့ ဥပန်းဖူရဲ့ဆံမမနှန်းစင်ရဲ့တမိကလေးနှစ်ယောက်ရင်းနေကြတယ်။လူယုံတော်အစီကံတစ်ယောက်ကလွယ်ပြီးသုံးထက်တိုက်ကိုသုံးထက်ကိုဘယ်အစီကံမှမတရားဘူးလေ။လေကားတွေရအောင်တက်တယ်လူအလုတ်ဖြုတ်ပြမလို့တခါတယ်အမိတ်ထုတ်ထားတယ်။ဆံမနဲ့မိန်းကလေးတွေကလည်းတိုက်အောက်ကိုမစီရနဲ့ဒုတိယတက်ကိုထက်ကိုတော့မှမစင်းကြဘူးလေ။ဥပဟင်းကလည်းအဲတခါတလေကားနဲ့အပြင်ထွက်ရင်ဥပန်းဖူကအမြဲပါတဲ့ ်အစီကံတွေရဲ့ထင်မြင်ချက်အရာတော့ဥပဟိဟာဘေးအန္တရာယ်တစ်ခုခုစိုးရင်နေတယ်တဲ့သူ့အသက်ကိုဘလို့လူကတေချောင်းချန်နေရလို့မစိုးနိုင်ဘူးတဲ့ဒီတိုက်ရောက်ခါစတော့ကဥပဟိင္ကကားပေါ်ကဆင်းလာတော့တိုက်ရှစ်မှာရက်ပြီးတိုက်ပေါ်ငေးကြည့်နေတဲ့ကာလသားပြောက်ကိုတွေ့လို့ဥပဟိင္ကလက်ထဲကဒုတ်ကောင်နဲ့သွားရိုက်ပြီးလို့ဝင်း90ယိုလိုက်ရသေးတယ်ဆိုပဲတဲ့တကယ်လူကြီးပါလားဥဆန်ရှာရအိုးအရင်ဒေါသကြီးတဲ့လူကြီးတဲ့ကိုင်းကြည့်တော့ဒီလိုဗျာကိုသိမ့်မှာ ဥထွန်းကျော်ရတဲ့စာဒီတိုက်ခါလာတဲ့စာဆိုလို့ရှိရင်ဒီထိတ်တဲ့ကလူတယောက်နဲ့စီစဉ်ထားတဲ့အလုပ်တစ်ခုကိုဥထွန်းကျော်ကဆောင်ရွက်ဖို့အချက်ပြချင်းဆိုလိုက်ခြင်းဖြစ်တယ်လို့ဆိုရမယ်။ခေါင်းပြီးဒီစာကိုဘယ်သူရေးတယ်လဲတဲ့။မိမလက်ရေးဖြစ်တာမို့လို့မိမတယောက်ယောက်ရေးရမယ်။ဒီမိမကဘယ်သူလဲဆိုရင်ဆီယမမနှင်းစိန်ကလေလို့ဘယ်သူဖြစ်နိုင်ဦးမှာလဲဗျာ။ခေါင်းပြီးဒီအချက်ကိုအခြေခံထားပြီးစဉ်းစားရင်ဘယ်စီရောက်သားမလဲဆိုတာစောင့်ကြည့်ကြစို့။မနှင်းစိန်ကအသက်40လောက်ရှိပြီးစူချင်းအဖြစ် ကျုပ်တနေ့ကတွေးတဲ့အတိုင်းချစ်ခံကြိုက်ခံမြောက်မထားခံကိစ္စမျိုးဟုတ်မှမထင်ဘူးတကယ်လို့ဒီစာကိုမှတ်နန်းစင်ရေးရုံးမှန်ရင်မှတ်နန်းစင်ဟာဥထုံးကျော်နဲ့ကြံပေါ်စီးပဲဖြစ်ရတယ်ဒီတော့ကဥထုံးကျော်အတည်တယ်လို့မှတ်နန်းစင်ချားတည်တဲ့အခါမှာဘာလို့မလဲတဲ့သူတို့အကြံစီကမတော်မတရားတဲ့အကြံစီမျိုးဖြစ်ခဲ့ရင်တော့မှတ်နန်းစင်ကတိတ်တိတ်ကလေးမြုံနေမှာပဲ သို့တော့သူ့လူကိုတက်ပြည့်တဲ့လူစုအပေါ်မှာမနှမ်းစေမကြည်နိုင်မချမ်းနိုင်ဖြစ်တဲ့အပြင်တက်နိုင်ခဲ့လို့ရှိရင်လက်စားချင်မဲ့လူရှိပါကအခုညီပေးမှာဧကန်တပဲ။ဒါကြီးလို့ဆိုရင်မနှမ်းစင်ကိုကျုပ်တို့သွားတွေ့ပြီးသူ့ကိုကျုပ်တို့အတုံးမချမ်းနိုင်ဘူးလားတဲ့။အဲ့လိုကျုပ်စိတ်ကူမိတာ။ဒါပေမဲ့နောက်ထပ်ပြီးသိရပြန်တာကဘာလဲဆိုတော့မနှမ်းစင်ဟာဥထုံးကျော်တည်တဲ့ညကလေးကစပြီးပြောက်သွားတယ်တဲ့။တည်သလားရှင်သလားမသိရဘူးတဲ့။ဥထုံးကျော်ကို तू ကအချက်ပေးခေါ်ပြီး ဥထွန်းကျော်လိုပဲဟိုညကမှတ်နန်းစိန်တီလီသလားလဲမပြောနိုင်ဘူးလေဒါမှမဟုတ်တနေ့ရရမှာချုပ်နောင်ထားတယ်ဆိုရင်လည်းဖြစ်နိုင်တယ်အဲ့ဒီချက်ကိုကျုပ်တို့တဲကွက်အောင်စုံစမ်းကြလိမ့်မယ်ဟုတ်ကဲ့ပါဦးစုချန်ရှာကျုပ်တို့တွေ့ကြရမယ့်အခက်အခဲကလေးတွေကိုခင်ဗျားရိပ်ပြီးမြင်မဟုတ်လားဥပဟိန်တို့အိမ်ကိုရှာဖို့ဖြစ်စေလူကိုဖမ်းဖို့ဖြစ်စေဝန်ရမ်းထုတ်လို့မဖြစ်နိုင်ဘူးဗျအမှုသွားကိုတရားသူကြီးပြောပြလို့ရုံမဲမဟုတ်ပြီဥပဟိန်တို့နေကြထိုင်ကြပုံကခက်ဆန်းဆန်းဖြစ်လို့ သူတို့အထက်ကတယောက်တခတယောက်တလေပြောက်နေရဆိုတော့အသိမဆန်းလောက်ဟိုဒီဒီသွားနေတာမျိုးဖြစ်နေတယ်ဖြစ်နေတယ်တိန်သားလုံးကဟိုပြောင်းဒီပြောင်းဟိုရွှေ့ဒီရွှေ့လှုပ်လာချတဲ့လူတွေကိုဗျထင်မှုရှိတာကမနှန်းစင်ဟာခုနေအခါမှာတဏီရရရောက်နေပြီအသက်အန္တရာယ်အတွက်စိုးရင်ရတဲ့အခြေအနေမျိုးလည်းဖြစ်နေတာပဲကျုပ်တက်နိုင်တာကတော့ဒီတိုက်စီးမှာလူဝင်လက်ထက်ကိုစောင့်ကြည့်ဖို့ဒရိုက်ဘာဘာကြီးကိုတောင်းဝင်ပေးထားဖို့ရှိတာပဲသို့တော့ဒီအတိုင်းကြာကြာကြီးစောင့်ကြည့်နေလို့မဖြစ်နိုင်ဘူး တရားဥပဒေအတိုင်းလုပ်လို့မဖြစ်နိုင်ပုံပေါ်ရင်ကျုပ်တို့ကိုယ်တိုင်စွန့်စားပြီးတာဝန်ယူလုပ်ကြဖို့ရှိတော့တာပဲဗျာခမရဘလို့လုပ်ချင်တာလဲဦးဆန်ရှာရဒီလိုပြကိုသိမ့်မောင်အဲ့ဒီတိုက်ကြီးပေါ်မှာမနှမ်းစိန်နေဘူးတဲ့အခန်းကိုကျုပ်တိခရဟိုဘက်ကကတ်နေတဲ့နှစ်ထက်တိုက်ခေါမိုးဘောကလမ်းတက်မယ်ဆိုရင်ရောက်နိုင်တယ်ဒါကြောင့်ကျုပ်ကဒီကနေ့ညာခမရနဲ့ကျုပ်နဲ့သွားပြီးတိတိကျကျသိရအောင်စုံစမ်းခြင်းနေဗျာကျွန်တော်ဒီဆောင်ရမီအလုတ် ၏တာဝန်ကြီးလေးခြင်းကိုမစည်းစားဘဲမနေနိုင်စေ။ဒုတိုင်ကြီးနိုင်နေထိုင်လျက်ရှိသောဥပဟိန်တို့ဥစု၏ထူးဆန်းသောနေထိုင်ပုံသည်၎င်းဥပဟိန်ဆိုသူ၏ခတ်ထန်တဲမှသောစိတ်နေတဘောထားသည်၎င်းမရောက်ဘူးသော နေရာမှစွန့်စား၍ဝင်ရောက်ချင်အမိအရေးသည်၎င်းဥပရေကိုချိုးဖောက်၍ချိုးဖောက်ရမည်တာဝန်ကြီးလေးသောအဖြစ်သည်၎င်းကျွန်တော်အားဆိုင်းတွားခြင်းဖြစ်လေတော်၏ သူရယ်ဦးဆန်ရှား၏စင်စားစင်ခြင်းပုံမှာအလုံးတရားရှင်းလင်းပြတ်သားလှသည့်အပြင်သူနှင့်တူစွန့်စားရလင်ဘဲခါမှညင်းခဲ့မှုသည်မရှိသောကြောင့်ညင်းပယ်ဖို့မူကစိတ်ကူးမထက်မိချေထို့ပြင်ဤနီးမှတပါအခြားသောနည်းလည်းမရှိသည့်အဖြစ်ကိုဦးဆန်ရှားစင်ခြင်းတိုင်းထွာပြီးလည်းဖြစ်၏တို့ဖြစ်ကျွန်ုပ်သည်လေးလံသောစိတ်ကိုမောင်းထုတ်၍ထိုင်ရာမှထားပြီးလည်းဦးဆန်ရှား၏လက်ကိုကင်ဆွဲလျက်ကိုင်စိန်လိုက်ပြ။ ကျွန်တော်လိုက်မိဟုပြောလိုက်တယ်။တို့ရရင်ကျွန်တော်တို့ဒီဥဆန်ရှားစီမံထားသည့်အတိုင်းဆောင်ရွက်ဖို့မလိုဘဲလုပ်ငန်းစဉ်တစ်မျိုးတစ်မြီပြောင်းလဲသွားတည်နေကြုံချရလေ၏။ဒိုနေညနေနေဝီရီရောအချိန်တွင်လူတယောက်ဒီကျွန်တော်တို့အခန်းကိုပြာကြီးပြာရာပြေးတက်သူတို့တောကုန်ချပြီဦးရေးမိရထားနဲ့လိုက်သွားကုန်ချပြီခင်ဗျ။ဒါပေမဲ့ဆီယာမကတော့လွတ်ထွက်ပြေးလာလို့ကျွန်တော်ခေါ်လာခဲ့တယ်ဦးရေး။ ဟန်ချလိုက်တာမောင်ဖကျူရဲ့ကိုင်းကိုသိမ့်မောင်ကွင်းဆက်ကလေးတွေနည်းနည်းလုံနေတာဆိုတာဒီတစ်ခါဖြင့်ပြည့်တော့မယ်ပြုအားလုံးဆက်မိသွားရင်ကျုပ်တို့အလုတ်ပြီးတာနဲ့ဆ iam မကိုဘာနဲ့တင်ခေါ်ခဲ့တယ်လဲမောင်ဖကျူလန်ချားနဲ့ဦးရေကျွန်တော်တို့ဒီဟိုတယ်ပေါ်မှာကတိုက်ကရိုက်ဆင်းလာကြပြီလန်ချားပေါ်မှာဆ iam မမနန်းစိန်ကိုကျွန်တော်တို့အခန်းသို့ခေါ်တွင်သွားကြရမနန်းစိန်မှာဒုက္ခအကြီးအကျယ်ကြုံတွေ့ခဲ့ရသည့်လက္ခဏာနှင့်ညူးငယ်သောမျက်နှာနှင့် ကျုံလီသောအသားရည်ရှိသည့်ပြင်ဆေးမိထားသည့်ဟန်ဖြင့်ခြေတော်များဖြင့်မတည်ခြင်းအောင်ရှိနေသည့်ဖြစ်သောကြောင့်တွဲသူကတွဲဖေးမသူကဖေးမခေါ်သွင်းခရရလေတော့သည်ကျွန်တော်မှာဘိန်းခွန်ထားသောလူနာတရားကိုမြင်ရဘူးသည့်ဖြစ်၍မနန်းစိန်ကိုမြင်ရသည့်နေ့တပြိုင်တည်းထိုလူနာနှင့်ဒူလာသောကြောင့်ဘိန်းခွန်ထားခြင်းဖြစ်လေသလောဟုတွေးတော်မိရာအဖြစ်အပျက်ကိုကြားသိရသောအခါကျွန်တော် တွေးထင်သည့်အတိုင်းဟုတ်မှန်နေကြောင်းသိချရလေ၏ မမကျူကပြောဆိုသည်မှာဥမာထားတဲ့အတိုင်းကျွန်တော်မလန်းမကန်းကနေပြီးသူတို့တိုက်ကိုစောင့်ကြည့်နေတာကိုဥရဲ့တတော်ကြာလို့မြည်ရထားဆိုင်လာတော့သူတို့ကဆီယာမကိုအတင်းရထားတွဲပေါ်တင်မဲ့လောက်တော့ဆီယာမကအတင်းယုံနေဥရဲ့ဒါပေမဲ့ဥပဟိန်ကပါ ကူပြီးဆွဲတင်ပြလိုက်တော့တွဲပေါ်ကိုဆီယာမရောက်သွားသေးတယ်ဥရဲ့ကပ်ဘော်ကအလံပြလို့မြည်ရထားထွက်မဲ့လောက်တော့မှမြုံးဆိုဆီယာမကတွဲပေါ်ကလဲခုံဆင်းလိုက်ရော့ မိရထားလဲထွက်သွားရောဦးရဲ့ဒီတော့ဒီတော့မှဆရာမကိုကျွန်တော်ကသွားတွဲယူပြီးလမ်းချားပေါ်တင်ပြီးတော့ဒုတိယအတန်းယထာတွဲပင်းပောက်ကဥပဟိန်ကာကြီးကကျွန်တော်ကိုလမ်းကြည့်သွားလိုက်ပုံမျက်နှာထားဦးရဲ့ကျွန်တော်ပြည့်ချက်သိန်းတောင်ထမိပါတယ်တိတ်ကြောက်စရာကောင်းတာပဲခင်ဗျာထိုတော်တွင်ကျွန်တော်တို့ဒီမှန်းနှန်းစိန်အားကော်ပီခါခါကြီးကိုတစ်ခွက်ပြီးတစ်ခွက်ဆင့်တိုက်ကြသဖြင့်အတော်အတန်စိတ်ကြည်လင်သောအခြေသို့ရောက်လာခဲ့ရာဌာနဥပဒေတောင်းကိုလည်းအခေါ်နှုတ်ရဲ့အဖြစ်အပျက်ကိုပြောပြကြလေ၏ ဥပတောင်းကနေရာကြိုက်လိုက်လေဆရာကြီးရေကျွန်တော်ကလည်းဒီဆရာမနောက်ကိုလိုက်နေရပဲဆရာကြီးခမရလည်းဥပဟိန်ကိုမတင်ကနေရပဲလားအစ်စ်ပေါ်ဆရာကြီးဟာဆရာကြီးကဘုံနန်းရိတ်မြို့ တိုက်ကြီးနာကခြုံနေထဲမှာအောင်းပြီးချောင်းနေတော့ကျွန်တော်ဟာတစ်ပင်ပေါ်ကဆရာကြီးရေဆရာကြီးကိုကျွန်တော်မြင်သားပဲမနန်းစိန်ကိုဘသူကအရင်တွေ့မလဲဆိုတာတော့ဒါလုံနေလုံနေကြရတယ်လမ်းကတော့တလန်းနဲ့လိုက်နေကြတာပဲဆရာကြီး ဒါဖြင့်ဟိုကောင်ကိုခင်ဗျားဗာပြုလို့ဖမ်းတာလေဗျဒါကတော့ပြည့်ရယ်ပဲဆရာကြီးရဲ့ဥပါဟိန်းဆိုတဲ့လူကြီးကသူ့ကိုကျွန်တော်တို့ကမတင်ကြဘူးဆိုတာရိပ်မိရင်ခြေရာဖြောက်ပြီးအသာကုတ်နေမှဆရာကြီးရဲ့သူ့ကိုကျွန်တော်တို့ကဘလို့မှမအောင်မိဘူးလို့အထင်ရောက်စေခြင်းနဲ့အတွေ့မဟုတ်တဲ့သူကိုကျွန်တော်တို့တမင်ဖမ်းထားတာခင်ဗျဒီလိုဆိုမှသူလုံးဆရာရှိတာရေးရဲလို့ပြီးမှန်တမ်းစိတ်စီကျွန်တော်တို့ကတ်နိုင်မှာကိုဆရာကြီးရဲ့ထွေကဥဆန်ရှားကဥပတောင်းဤပခုံးကိုပုတ်လိုက်တော်ရပြုတ် ကို့လူခမကြီးပွားလိမ့်မယ်ပင်ကိုညာလဲကောင်းတယ်စိတ်ကူးလဲရှိတယ်ဥပအတောင်းလဲဥဆန်ရှာကြီးချီးမွမ်းစကားကြောင့်နှစ်သိမ့်တော်မျက်နှာနဲ့သွားကိုဖြစ်လေကျွန်တော်ကလည်းဟိုအရက်ဝဲအရက်စားနဲ့ပလိတ်တယောက်ကိုဟိုးတိုက်ကြီးမှအမြဲစောင့်ကြည့်ဖို့ခြားထားပြီးဥပဟင်သွားရနောက်ကိုအရိတ်လိုတစ်ခေါက်ခေါက်လိုက်ဖို့အမိတ်ပေးထားတယ်ဆရာကြီးရဲ့မိရထားဖို့မှကျွန်တော်လူပါသွားမှာပဲမနန်းစိန်ခုံစင်းချရင်တော့ကျွန်တော်လူအတော်ဆိတ်ရှုပ်သွားမှာပဲတိုးတော့ဆရာကြီးရဲ့လူကခေါ်လာခဲ့လို့တော်ပါသေးရဲ့ခင်ဗျာ မနန်းစင်ရဲ့အစ်စ်ခံချက်မရပဲဥပဟိန်တို့လူစုကိုကျွန်တော်တို့ဖမ်းလို့မဖြစ်နိုင်ဆရာကြီးရဲ့ဒါကြောင့်မနန်းစင်ကိုကျွန်တော်တို့စစ်ချဆိုလာဆရာကြီးထွဲကဥဆန်ရှားသည်ပလက်ကလေးထိုင်ပေါ်၌မိန်လေးရဲ့ရှိသောမနန်းစင်ကိုလမ်းကြည့်လျက်အသက်ရှူတာလေးရောတတော်မှန်လာပြီဗျဒါတဲ့ဥပဟိန်အကြောင်းလှုပ်ဆန်းပါအောင်ဗျဘဲကလူလေထွဲကဥပတောင်းကဥပဟိန်ကတခြားဟုတ်อยู่လားဆရာကြီးမြန်မာပြည်အနောက်ဆုံးနယ်စပ်မှာ ရေတရက်ဘွက်ယူပြီးအောက်ချိုးအောက်ချုပ်ဆိုးဆန်လာခဲ့တဲ့အောင်စီရဲ့ဒူးဆိုတာသူဘောဆရာရဲ့ကျွန်တော်မှာရင်းနဲ့မယ်ကိုကြားလိုက်ရသည်နှင့်တပြိုင်တည်းထို့သူနှင့် ပတ်သက်၍ကျွန်တော်ကြားခဲ့ဘူးသည်မသောအချင်းဟာများသည်ဓာတ်မှန်ကိုစီးရင်စိန်လိုက်သောအခါရုပ်ပုံများပေါ်ထွက်လာခြင်းကဲ့သို့ကွင်းကွင်းကွက်ကွက်ပေါ်ထွက်လာလျော်သည်လောင်မီဒီယာချင်းမွေးဖွားသည့်မုတ်ဆိုးကိုရွာသားတစ်ယောက်ဖြစ်၍ ကလေးကွားနှင့်လွတ်ဆင်သွားပြီးနောက်နေဆက်သူရောက်သောအခါတွင် ထိုသူ၏စွမ်းရည်တတိနှင့်ကျန်းရည်ဖရင်တို့ကြောင့်ဧရိယာမိုင်90လူဦးရေ3000ခန့်ရှိသောနေပယ်တစ်ခုတွင်စော်ဘွားအဖြစ်နှင့်စိုးမုံအုတ်ချုပ်ခဲ့ရဘူးလေသည်လူစွမ်းလူစားနဲ့ကျန်းရင်ဖရင်ရှိသလောက်အကျင့်စာရိတာကောင်းမွန်ပါမူထိုသူသည်စော်ပေါင်းငယ်အဖြစ်မှစော်ပွားကြီးဖြစ်သူရောက်၍ဒါဘာမင်းပွဲများတွင်ပရင်ခနှင့်လက်ဆွဲနှုတ်ဆက်ရသောအခြေအနေသို့ရောက်ဖို့ရှိ၏ အင်္ဂလိပ်အစိုးရသို့အခွန်တော်ထမ်းဆောင်ရသည်ဆိုတော့လဲနာမည်ခံမြလောက်ဖြစ်သည့်ဖြင့်အကြောင်းအပေါင်းတင်ကအစိုးရထံမှလက်နက်များရ၍စော်ဖွားချင်းချင်းပေါ်တွင်မော်ချားနိုင်ခွင့်ရှိပေသေးသည်ထို့သူစိုးပိုင်သောနေပယ်တွင်၌ရွှေထွက်သောစမ်းချောင်းများပင်ရှိလျာကုလီမြများစွာတို့နှင့်ချင်းယူသည်ဖြင့်ရင်းအစိုးရသည်ဆယ်နှစ်ကျော်များသောအချိန်တော်တွင်ပိတ်တာချင်းတထောင်ကျော်ရသည်ဟုပြောကြ၏ရွှေချင်းနှင့်ပတ်သက်သောတည်င်းဟုတ်မဟုတ်က မစွန်းနိုင် ထိုသူကြွယ်ဝလာခြင်းမှာအမှန်ဖြစ်ပြရာကမာနကြီးခြင်းရက်ဆက်ကြမ်းကြုတ်ခြင်းသူတစ်ပါးတားမရကိုအတင်းလူယူသိမ့်ပိုက်ခြင်းစသော မိုက်မဲမှုများသည့်စီစဉ်ဥစ္စာတို့၏တိုက်တွန်းမှုကြောင့်တစ်နေ့တစ်ခြားဆူဟာသည့်ထဲဆူဝလာလေတော်၏နောက်ဆုံး၌ရှင်အားဖိတ်ဖိတ်တုံများကြောက်ခဲ့ကြရသောနေသူနေသားများသည်ထိုသူ၏ကဲလွန်မှုကြောင့်မခံမရနိုင်အောင်ဖြစ်ကြ၍တော်လန်ပုန်ကန်ကြရရင် ထို့သူမှာမယားနှင့်တမိငယ်နှစ်ယောက်တို့အပြင်မြမပြီမအတုပါသွားသောတငယ်ချင်းဥပန်းဖူးဆိုသူနှင့်လူယုံတော်အနှဲငယ်ကိုသာခေါ်၍တဲယူနိုင်သည်မသောရွှေများနှင့်ညာတင်းကြီးထွက်ပြေးခရလီတော်သည်မယားဖြစ်သူမှာပြင်းလွှားရင်တည်ဆုံး၍တမိငယ်နှစ်ယောက်တို့မှာဆ iam မမနှန်းစိန်တွင်တွင်ဆုံးမခြင်းဖြင့်ကြီးပြင်းလာကြရလေ၏ ထိုနယ်မှထွက်ပြေးခဲ့ရမြန်မာပြည်တွင်သို့ရောက်တော်လဲအောင်စရဲ2စု၏ကျက်ဆက်ကြမ်းကြုတ်မှုများကြောင့်အခဲမကျေနိုင်သောလူတစုရှိချသဖြင့်ထိုသူမှာတနေရာလဲနိုင်ကြရှိစွာရည်တည်ရမနေနိုင်ပဲအထက်နှင့်အောက်မြန်မာပြည်ရှိမြို့များသို့တက်လက်စီပြောင်းရွှေ့ထန်းသိမ်းဆောင်၍ပုံရှုခိုအောင်နေကြရလေ၏နောက်ဆုံးတွင်တိုက်ကြီးမျိုးတို့ရောက်ခါမှရန်သူများသည့်ငယ်မြေဥပဟိန်ကိုခြေရာခံမိကြခြင်းဖြစ်လေသည် ဥပဟင်အကြောင်းနဲ့ပတ်သက်၍ဆ iam မနန်းစိန်ကဆက်လက်ပြောပြသည်မှာအမှန်မှာတော့သူ့ကိုဟိုလူစုကခြေရခံမိချတာတနည်းလောက်ရှိသွားကြပါပြီဒါပေမဲ့သူကအင်မတန်ပါနဲ့တဲ့အတွက်ဟိုရွှေတီပြောင်းလုံနေရတာနဲ့ခြေရခံမိကြရင်ပျောက်သွားရင် ဖြစ်ဖြစ်နေခဲ့ပါတယ်အထက်မြန်မာပြည်ရမဲသိမ်းမြို့မှာတော့သူ့ကိုတစ်ချိန်တည်ချောင်းကြံကြပါသေးတယ်ဒါပေမဲ့သူ့ကိုနှက်ကောင်းများမဆောင်ရှောက်ပြီးမဲ့နှက်ဆူများကဝိုင်းမနေကြလေတော့ လွတ်လွတ်သွားပါတယ်ဒီမျိုးရောက်တော့လေတိထိုက်တဲ့တိထိုက်တဲ့လူကသေဥထုံးကျော်ကသာအချောင်းအသက်ဆုံးသွားရှာပါတယ်ဒါပေမဲ့သူနောက်လိုက်တဲ့လူများဟာမြေကြီးအဆုံးထိသူပြင်းနိုင်ရင်မြေကြီးအဆုံးထိအောင်လိုက်ကြဖို့တစ္ဆာရင်တောက်ထားကြပါတယ်နေစမ်းမအောင်ဆရာမရဲ့ခမားကမြန်မာမဟုတ်လားမြန်မာမိမတယောက်က အခြားလူမျိုးတွေနဲ့ပူးပေါင်းပြီးအလုပ်လုပ်နေတာဘယ်လိုသဘောလဲဗျဘယ်လိုသဘောမှမဟုတ်ပါဘူးရှင်ပါးကြိုက်လို့နားကြိုက်ခြင်းတဲ့သဘောပါပဲလူကတော့သူ့ကိုယ်သူအောင်စေရတူးလို့မှတ်ထားတဲ့အတိုင်းတကယ်စွန့်ရင် တက်တည်ရှိတဲ့လူပါပဲရှင်ဒါပေမဲ့တက်တည်ရှိသလောက်ညံသွားသလောက်ငါကောင်းကြံပြီးဘသူမှထောက်ထားခြင်းတဲ့လူမဟုတ်ဘူးရှင်သူကဥဆန်ရှာက သူ့ရဲ့စိုးသွမ်းပုံသတင်းတွေကတော့မြန်မာပြည်ဘက်ကတောင်ရှန်ထွက်လာလို့ချုပ်တို့ကြားဘူးပါတယ်။သို့တော့ဆ iam မနဲ့ဘလို့ပတ်သက်တာလဲဗျ။ပတ်သက်ဆိုဒီလိုပါရှင်။ဒီလူကြီးအယူကလူတယောက်ဟာညံရှိတယ်ဆိုရင်သူ့လူကြီးတကူကောင်းကြံတတ်တဲ့သဘောထားမျိုးရှိလိမ့်မယ်ကြီးထင်နေပါတယ်။ဒါကြောင့်သူကသူ့နယ်မှာဉာဏ်ပညာရှိတဲ့လူဆိုရင်သူနေရာကိုလူမဲ့ရန်သူကြီးပဲလို့အောက်မေ့တတ်ပါတယ်။တခါတုန်းကရွှေဘုံမြို့ကိုအမတ်မဲ့ ူရောက်လာပြီးကျမတို့လင်မယားကိုကြီးပွားအောင်သူမစားပါမယ်လို့ကတိထားပြီးသူ့နဲ့ခေါ်သွားပါတယ်။ကျမယောက်ျားကသူနဲ့အတူတူမုတ်ဆိုးဖို့ရွာသားအင်္ဂလိပ်ကျောင်းဆရာကြီးကျမကျောင်းဆရာမှာပါကျမတို့လင်မယားကလည်းတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့သဘောမျိုးရှိတာနဲ့သူခိုရနောက်ကိုလိုက်သွားကြပါတယ်။ဟိုရောက်တော့သူ့လက်အောက်မှာအမတ်ချုပ်ယာတူးခံပြီးလင်မယားနှစ်ယောက်စလုံးကတစ္ဆာရှိစွာအမှုထမ်းကြပါတယ်။ဒါပေမဲ့ပြည့်ရှင်မင်းရဲ့နန်းတော်ကြီးမှသာမဟုတ် တောကြုံတောင်ကြားကစော်ဖားရဲ့နေမှာလဲမနာလိုဝင်တုံမှုတွေကတုံးကတိုင်လုပ်မှုတွေအင်မတန်များလို့မို့တုံမီရှုံမီလုံးကြပါတယ်နောက်ဆုံးမှာကျမယောက်ျားသူ့ယာထူးကိုလူမဲ့လူပဲလို့ယုံကြည်ပြီးအမဲလိုက်ထွက်ကြတော့တောထဲမှာမတော်တဆတနတ်မှန်နေဆိုပြီးအလောင်းကိုကျမအိမ်ပို့လိုက်ပါတယ်ကျမမှာလဲအပေါင်းအသင်းတွေရှိလေတော့ကျမယောက်ျားတရားချင်းဟာ မတော်တဆမဟုတ် သူ့တက်ပြစ်လို့ဆိုတာကြားသိရပါတယ်ထွက်က ဥပတောင်ကတဲ့ရုံมาတဲ့လူပဲဗျာဒီတော့ကျမမှာအရန်အဆိုင်တွေနေတဲ့ခုတ်ကိုရမဲ့ဖြစ်နေလို့မို့တနာလာပါတယ်ဆိုပြီးသူ့သမီးနှစ်ယောက်ကိုစာတင်ပြဖို့ဆရာမအလုပ်ပေးထားပါတယ်ရှင်နောက်ဆုံးဟိုနယ်မှာမနေဝင်လို့ထွက်ပြေးကြတော့ကျမပါလိုက်လာခဲ့ရပါတယ်သူ့နောက်ကိုခြေရာခံပြီးရန်သူတွေကလိုက်နေတာဆိုတာလဲကျမသိပါတယ် ကျမကလည်းလင်တယောက်လုံးဆုံးသွားတဲ့အတွက်သူ့အပေါ်မှာမက်ချီနိုင်မယ်သူ့ရန်သူများကိုတတ်နိုင်သမျှလက်ထောက်ချပေးပါတယ်။သူကတော့ကျမယောက်ျားကိုသူတက်ပြတာကျမမသိဘူးထင်တယ်လို့ကျမကိုယုံကြည်ပြီးသူ့သမီးတွေကိုလုံးဝအပ်ထားပါတယ်။ကျမကလည်းမိန်းကလေးတွေကိုဝတ္တရားအတိုင်းကောင်းရာအကောင်းချောင်းတင်ပြတော့လေသူ့ကိုမကြည်နိုင်ပဲရန်သူအားပေးလုပ်ခဲ့ပါတယ်။ရမဲတဲ့မှာတခါသူ့အသက်ကိုရန်သူများကြံစီကြလို့သူရိပ်မိတာနဲ့ဟိုပြေးတီပြေးပြေးပြီးနောက်ဆုံးဒီမျိုးကိုရောက်လာကြပါတယ်။ သူဘယ်ပြေးပြေးကျမသတင်းပို့နေလို့တော့ရန်သူတွေကတိတာပါပဲအခွင့်မတားလို့သာကြိတ်ကြံနေတဲ့ရန်သူတွေပါပဲဥထုံးကျော်တို့ဆရာတစ်ဖက်၃ယောက်လုံးဟာသူနဲ့တရွာတဲ့မုတ်ဆုဖို့ရွာသားကြီးပါသူတို့ကလည်းအဝေးခေါ်ထောင်းတယ်ဆိုတဲ့စကားလို့သူ့နယ်ခေါ်သွားပြီးမတော်မတရားလုပ်ခြင်းခံရတာမို့စိတ်ကြီးတဲ့ရွှေဘုံနယ်သားဖြစ်ပြီးသူ့နယ်ကိုတကောက်ကောက်လိုက်ပြီးချက်ကောင်းချောင်းနေတာပါနေ့အချိန်တော့သူ့ကိုကြံဖို့ခက်တယ်ဒါကြောင့်ညအချိန် သူ့အိတ်တုံးမှာအလုံလုံချဖို့ကျမနဲ့အတိုင်မီပြီးကျမကပဲစာနဲ့ချိန်လိုက်တယ်။အခန်းတကားကိုဖွင့်ပေးထားပြီးမီးဖြူမီးစိမ်းနဲ့ကျမကအချက်ပြဖို့ပေါ့ရှင်။အချက်ပြလိုက်တဲ့စာကိုသူတို့သိသွားရောလား။ဟုတ်ကဲ့ရှင်။ကျမကဥထုံးကျော်စီပေးဖို့စာကလေးရင်းနေတော့ဥပန်းဖူးကနောက်ကလာချောင်းကြည့်ပြီးစက်ခနဲဆိုလူယူကျမကိုအခန်းထဲဆွဲခေါ်သူတို့ဆရာတပည့်နှစ်ယောက်တိုင်ပင် ဥပန်းဖူးကကျမပါစတ်တဲ့အဝိတွင်နဲ့ဆို့ဥပဟိန်ကကျမလက်တစ်ဖက်ကိုနောက်ကနေလန်ချိုးဥထုံးကျော်နေတဲ့နေရာကိုမေးကျမကနာလုံးအကြည့်တော့ပြောရတော့တာကိုရှင်ဒါပေမဲ့ဒီလိုပါရှင်ကျဥထုံးကျော်ကိုသူတို့တက်ပြစ်မယ်ဆိုတာကျမသိရရင်လက်တစ်ဖက်ပြုတ်ထွက်သွားစမ်းပါစေကျမမပြောပါဘူးဒါနဲ့ဥထုံးကျော်နေတဲ့နေရာကိုတီးသွားတော့ဥပန်းဖူးကစာအိတ်ပေါ်မှာလိပ်စာတက်ပြီးကျမရေးတဲ့စာကိုထပ်ပို့လိုက်ပါရောရှင်ဥထုံးကျော်ကိုသူတို့ဘယ်ပုံဘယ်နည်းတက်ပြစ်တယ်လို့တော့ကျမမသိရပါဘူး တက်တာကတော့ဥပဟိမပဲရှင်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာဥပန်းဘူးကကျမကိုစောင့်ကြဉ်ရင်ပါတယ်။ကျမထင်တော့လူပြက်တဲ့တောဆက်ကလေးကနေစောင့်ပြီးရိုက်တက်ပြစ်တယ်ထင်ထားပါပဲ။ပထမတော့သူတို့ကဥထုံးကျော်တိုက်ထဲဝင်လာအောင်စောင့်နေပြီးတခိုးဆိုတဲ့အနေနဲ့ရိုက်တက်ဖို့စိတ်ကူးချသေးတယ်ရှင်။ဒါပေမဲ့ဒီလိုဆိုရင်စစ်လားစီလားမီလားမြလားနဲ့သူတို့တွေကဘသူဘွားတွေပဲဆိုတာလူအများသိသွားမှာဆိုလို့အဲ့ဒီအကြံကိုဖျက်ပြစ်လိုက်ကြတော့ရရှင် ဒါလည်းဟုတ်ပေတာပဲသူတို့လုပ်ပုံကတော်တော်ဟန်သားပဲရှင်ကျမတယောက်သာတိမထိုင်ရင်သူတို့စီရအောင်ခြေရောက်ောက်ဖို့ခင်းရင်သားပဲဒါကြောင့်ကျမကိုသူတို့အဆုံးစီရင်ဖို့အများကြီးစဉ်းစားသေးတယ်ရှင်ဒီတော်အတွင်းမှာကျမကိုအခန်းထဲပိတ်လောင်ထားလို့ပြီးမတည်ယုံကလေးချွေးထားတာပါတယ်ရှင်နှိမ့်ဆက်လိုက်တာတော့မပြောပါနဲ့တော့အော်မယ်လို့တော့လဲပါဇက်ကိုအဝင့်နဲ့ဆိုပြီးမဖြုတ်ပဲထားမယ်လို့ပြောတာနဲ့မအော်ဝင်တော့ပါဘူးရှင်သူတို့ကအလကားလှန့်တဲ့လူတွေမဟုတ်ဘူးလုံမယ်ဆိုတကယ်လုံမယ်လူတွေရှင် ါကြောင့်အချင်းရှိသမျှပါဇက်မှာအဝိတ္တလင်းနဲ့အသက်ရှူခက်နေမှာကြောက်တာနဲ့မအဝိမဲကြိတ်ခင်ရပါတော့လေရှင်။ကျွန်မအခါတိုင်းဘရောမှာထမင်းကောက်ကောက်မကြွေးကြဘူးရှင်တော်တလို့စားနေရတယ်။ဒီကနေ့တော့ဘဲသားဟင်းနေပါရီနဲ့ကြွေးတာမို့လို့ငန်းငန်းနဲ့စားလိုက်မိတာပြီးပြင်းကြီးမဲ့အကောင်းကြွေးတာမဟုတ်ဘူးစေးခက်ကြွေးတယ်ဆိုတာကျွန်မရိပ်မိပါတယ်။ဒါပေမဲ့စားပြီးဖြစ်နေလို့ဘာမှမတတ်နိုင်တော့ဘူးရှင်။ ဒါနဲ့မျက်လုံးတွေမဖွင့်ချိမဲနဲ့ငေးတိငိုင်တိုင်ဖြစ်နေတော့မှကျမကိုကားပေါ်တွဲခေါ်ပြီးဘူတာယုံရောက်တော့မိရထားပေါ်တင်ကြတာကိုရှင့်ဒါနဲ့မိရထားလည်းထွက်မယ်လဲလို့ရောအကြံရပြီးပြုံးစုခုံစင်းလိုက်တာသူတို့လည်းပါသွားကြရောဟော်ရီမောင်ရင်ကလေးကကျမကိုလန်ချားပေါ်တင်ပြီးခေါ်လာပါရောရှင့်ကံကောင်းပြီလို့တေတွင်းထဲကကျမလွတ်လာခဲ့ရပါတယ်ရှင့်ဦးဆန်ရှားကကိုင်းဆရာတို့ကျုပ်ဖို့ပလဲအလုပ်တော့ပြင် ပြီးပြီသို့တော့ရုံအလုပ်ကြီးကကြံသေးတယ်ဗျအစ်စ်ပေါ့ဗျာ ဝင်းလုံနဲ့ဘာနဲ့ငါးပြီးထုချင်ရင်ဥထွန်းကျော်ကိုတတ်ရချင်းရဥပဟင်းကမိမိအသက်ကိုမိမိကာကွယ်ရချင်းအတွက်ပြုရပါတယ်လို့ရှောက်လွဲနိုင်ခွင့်ရှိအောင်ပါကိုဗျထွဲကကိုဘတောင်းကဒီလိုလည်းမဟုတ်သေးပါဘူးဗျာကျွန်တော်လည်းဥပဒေနဲ့ပါတော့ခောက်မိပါတယ်ကိုကူကိုကာကွယ်တယ်ဆိုပေမဲ့လူတရားကိုသူရေးဆောင်ခေါ်ပြီးမှခေါင်းရိုက်ချောင်းရိုက်တက်လို့ဘယ်တရားသူကြီးရယုံမှလဲခဗျာဥပတောင်းထက်လိုက်တော့တပည့်တီဥပဟင်းတို့လူစုနောက်ကို ထက်ချက်မကွာလိုက်ပါသွားသည်ဆိုတော့လေအလွန်ညံများလာသောဥပဟိန်နှင့်ဥပန်းဖူတို့သည်အရက်ဝင်နေလိုက်ပါလာသောပလိတ်ကိုမချာမီရိတ်မိကြ၏တို့ဖြူရဲ့ရန်ကုန်သို့ရောက်ကြသောအခါမိန်ကလေးများနှင့်လူယုံတော်တယောက်တနေရာသို့လွတ်လာ၍ဥပဟိနှင့်ဥပန်းဖူတို့သည်ဟိုတယ်တစ်ခုသို့ဝင်သွားချပြီးနောက်ဤနေရာ၌တဲခိုလိတ်မီဟုထင်မိသောပလိတ်ကခမ်းမကြီးတန်း၌အမောဖြစ်နေစဉ်သူသူနေရာတို့သည်တဘိုးတဘာသွားမိဟန်နှင့်နောက်ပြေးပေါင်းမှထွက်သွားကြလျား ပလိမ့်မှာတမျောမျောနဲ့စောင့်နေ၍အချိန်ကုန်မှပြန်ထွက်လာခဲ့ရလေတော့သည်ထိုနေ့မှာဆာရီဥပါဟင်းတို့လူစုသည်ရန်ကုန်မြို့ပေါ်တွင်ခြေအားကောက်မရအောင်ပျောက်သွားချလျာရက်တံနှစ်ပတ်ခန့်အကြာတွင်မူကလောမြို့ကလောဟိုတယ်၌ဧည့်သည်နေရာတို့အိတ်ခန့်အတွင်တည်ဆုံနေသည်ဟုသောသတင်းတစ်ခုကြားရလေ၏ ဧည့်သည်အများကြီးအမိများမှာတမျိုးတမိမဲ့ထားတော်လဲအလောင်းမြတ်ရုပ်ရှင်သဏ္ဍာန်ကိုဖော်ပြထားပုံမှာဥပဟိန်နှင့်ဥပန်းဖုတို့ပင်ဖြစ်ကြောင်းယုံမှတန်တရားဖြစ်ပွဲမရှိချေထိုသတင်းကိုကြားရသောညနေ၌ဥဆန်ရှားကဒီတကအမှုကတော့ပြင်တတော်ရှုပ်တဲ့အမှုပဲပြောကိုသိမ့်မှာခမားရင်းနေကြအမှုမျိုးလို့သူညာနဲ့သူတီတီဝုတ်ဝုတ်တတ်တတ်ရရတော့ရေးလို့မဖြစ်နိုင်ဘူးထင်တယ်ဒါပေမဲ့ဝိတုတဘောမျိုးနဲ့ ဖတ်ကြည့်ရင်တော့တိတ်မခေလာဘူးပေါ့ဗျာဒီအမှုမှာကျုပ်တို့စုံတောက်ချပုံကလည်းအဖြစ်ပြက်တွေပြုတ်ချက်ပြုတ်သိပ်ပေါများနေတဲ့အထက်ကအရေးမကြီးတာတွေဖယ်ထုတ်အရေးကြီးတာတွေနောက်ကိုမျက်ချင်မပြတ်ရအောင်ကူးကောင်းနဲ့ဇွတ်လိုက်ကြရတာကိုဗျာကိုင်းထားတဲ့ခင်ဗျာမရှင်းလင်းတာများရှိသေးသလားကိုသိမ်းပါမရှင်းလင်းတာတော့ဦးဆန်ရှာထမင်းချက်တဲ့ငနေကဘာဖြစ်လို့ဘာလို့ပို့ပြင်လာတာလဲဗျာဒီလိုဗျာကိုသိမ်းပါအင်ဘော်ကနောက်ပြီးကနေမှကျုပ်တို့တွေ့ခဲ့တဲ့လူကြောက်ကလေးကြောင့်ထင်တာပဲဗျာ ဒီလူကြောင့်ဟာစိတ်နဲ့စီရင်ထားတာနဲ့တူတယ်။တချို့အယုံကြည်ရှိတဲ့လူများကတော့တင်ချိုင်းကုန်းသွားပြီးခါရရီမန္တရားတွေနဲ့တပင်တပန်းချစ်စီရင်ထားတာဖြစ်လေတော့ဒီလူချောက်ကိုဘလို့ဘလောက်ပြီးလို့မှမရောက်နိုင်ဘူးလေဗျ။ဒါကြောင့်သူပစ္စည်းကလေးကိုနှမျောတာနဲ့အဲဆွန်ပြီးပြန်လာဟန်တူတယ်။ရွှေဘုံနယ်သားဖျားတဲ့အထက်မှာဟိုနယ်ကလူတွေနဲ့နေရှည်လာများပေါင်းတင်လာကြရတော့သူတို့ရဲ့အယူတွေဆွဲခတ်ပြီးပလာခဲ့တာထင်တယ်ဗျာ။ဦးထွန်းကျော်ရိုက်တက်ခင်ရတော့သူတယောက်ထေလာဗျ။ဦးဆန်ရှာရ။ အချင်းလက္ခဏာကတော့ဥထုံးကျော်ကဒလောက်အရေးကြီးတဲ့အလုပ်ကိုတပည့်နဲ့မလုပ်ပဲသူကိုယ်တိုင်ဆောင်ရမယ်ဆိုပြီးတပည့်တွေကိုတနေရာမှာထားခဲ့ပြီးသူတယောက်တည်းသွားဟန်တူပါရဲ့တချို့လူကလည်းဂျန်ညိုအမစ်တန် GP ဆိုမှဖြင့်သူတပားတက်ပေးလို့မကျင်တတ်ချင်ကိုယ်တိုင်လက်စားချေရမှာကျင်တတ်တာကိုဟိုပြကိုသိမ့်မောင်ရရှူတော့အခုပြပြသားသွားကတော့ဆိုင်ရှူတော်ရေးသားချသောပုံနှံရေးသားအင်ဂျင်နီပတ်သက်သောအမှုဆိုတဲ့စွန်းနာဥဆန်ရှားရဲ့ ဝိထုတို့တပုတ်ရဲ့ဇက်သိမ်းပိုင်းကိုဖတ်ပြသွားတာဖြစ်ပါတယ်ခင်ဗျာအခုလိုချိန်ပြင်းအားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်အားလုံးပဲပြီးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ